ဆိုခမ်းစားငါကဒါတိုင်းရင်းမီဒီယာတခုဖြစ်တယ်အခြားတိုင်းရင်းသားမီဒီယာတွေအခြားဒေသန္တရမီဒီယာတွေနဲ့တနိုင်ငံလုံးလွှမ်းခြုံတဲ့လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေလည်းအများကြီးခမ်းစားငါနဲ့အတူရှိနေပါတယ်ခမ်းစားငါအနေနဲ့ကကျွန်တော်တို့တိုင်းပြည်အတွက်ကောကျွန်တော်တို့ပို့အမျိုးသားတွေအတွက်ကောလူအခွင့်အရေးချိုးပေါက်ခံနေရတာတွေကိုတင်ပြပေးတယ်လူထုကမှန်ကန်တဲ့သတင်းတွေလက်လန်းမီနိုင်မှလွတ်လပ်တဲ့သတင်းတွေကိုလက်လန်းမီနိုင်မှမာလာမန်လာဆိုတဲ့ဟာမျိုးကိုသူတို့ပို့ပြီးတော့တုံ့တက်နိုင်နေတယ် မင်္ဂလာပါအခုလိုမျိုးဒီခမ်းစာငေါတပီပယ်ဝိုင်ရဲ့ဖွဲ့စည်းတည်ထောင်ခြင်းစနေနေ့ပြည့် အခါနာအထိမ်းမှတ်မှာစကားပြောခွင့်ရတဲ့အတွက်အများကြီးကိုကျေးဇူးတင်တယ်ဆိုတော့ခမ်းစားငေါကဒါတိုင်းရင်းမီဒီယာတစ်ခုဖြစ်တယ်ဆိုတော့မီဒီယာတီကျမတို့ရဲ့ဒီမိုကရေစီလှုပ်ရှားမှုပြီးလို့ရှိရင်တော့ကျမတို့ဒီငင်းချမ်းရေးတရားမျှတမှုရှာဖွေတဲ့လှုပ်ရှားမှုတွေမှာဆိုလို့ရှိရင်မီဒီယာရဲ့အခန်းကဏ္ဍကအင်မတန်အရေးကြီးတယ်မီဒီယာတီကျမတို့ရဲ့ဆွမ်းနိုင်ပါတဲ့ဒီမိုကရေစီရရှိရေးတရားမျှတမှုရရှိရေးအတွက်တကယ့်ကိုကြောရိုးအနေနဲ့သူရှိနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလွန်ခဲ့တဲ့ဆယ်နှစ်တာကာလအတော်သွေးမှာဆိုလို့ရှိရင်ခမ်းစားငေါအနေနဲ့တကယ့်ကိုစိန်ခေါ်မှုခက်ခဲမှုပေါ် ေါင်းများစွာကိုကြော်လွားပြီးတော့တကယ်ကြာရာခန်းကန်တာမှာတာဝန်တတိထမ်းဆောင်ခဲ့တဲ့တွေ့လည်းအများကြီးကုံယူတယ်မင်္ဂလာအောင်တယောက်ဒီနေ့ဟာခမ်းသားငောင်းရဲ့ဆယ်နှစ်ပြည့်နှစ်ပတ်လည်ဖြစ်တယ်ပေါ့နော်ဆယ်နှစ်တာကာလအထိခမ်းသားငောင်းဟာလူသူရဲ့အတန်ကိုနေမြေဒေသရဲ့အခြေအနေတွေကိုသတင်းထုတ်လုပ်တင်ဆက်နိုင်ခဲ့တယ်ပေါ့နော်သူတစ်ဖြင့်တော့အိုးအိုးဘာသာစကားဟိမဘာသာစကားနဲ့တင်ဆက်ထုတ်လွှင့်ပေါ်ပြနိုင်ခဲ့တဲ့အတွက်ကို IPCM နေနဲ့အရန်ကုန်ယူခြင်းနဲ့ဝန်းမြောက်မိပါတယ်။ဆန္ဒနှစ်တိုင်ခရီးထိကိုယ့်ရဲ့အခက်အခဲတွေများစွာလုံခြုံရေးတွေခက်ခဲတွေကြာကရက်တည်ရေးဘန္တာရေးအာလူအရင်းအမြစ်တွေခက်ခဲတွေများစွာကြာကကြော်ဖြတ်လာခဲလိမ့်မယ်လို့လည်းယူဆပါတယ်ပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်ဆန္ဒနှစ်တိုင်ထိကိုအာလှုပ်ဆောင်နိုင်ခဲ့တယ်။ရှေ့ဆက်ပြီးတော့လည်းဆန္ဒနှစ်နောက်ပိုင်းနှစ်ပေါင်းများစွာလည်းပဲ ိုးတိုင်းသားလူမျိုးစုတွေအတွက်ခံတန်းကောင်းဟာသရုပ်ထမှန်တိုင်းဆိုတဲ့သတင်းမီဒီယာကန်တန်းကနေပြီးတော့ professional ဆန်ဆန်လွတ်လပ်တဲ့သတင်းမီဒီယာအနေနဲ့ဆက်လက်ရည်တည်နိုင်ပါစေလို့လည်းဆန္ဒပြုပါတယ်။ဒီကနေ့ကောဇာတက်ကရက်1389ခုနှစ်နရော်လာပြည့်ကျော်9ရက်ခရစ်တက်ကရက်2025ခုနှစ်ဒီဇင်ဘာ17ရက်နေ့ဟာပိုးမြူသားလူမျိုးမှုတော်လိုင်းစတင်ခဲ့တဲ့ဒီဇင်ဘာ17ရက်နေ့ကိုဂုံပြုပြီးတော့မှာ တော်လိုင်းရေးအတွေ့အော်နိုင်ငံရေးအတွေ့အော်တွေနဲ့မိမိအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုဖွဲ့စည်းခဲ့တဲ့ခန်းစားငောင်းရဲ့၁၂နှစ်ပြည့်မြောက်တဲ့အခါသမယလည်းဖြစ်ပါတယ်။ခန်းစားငောင်းမီဒီယာကိုစတင်ဖွဲ့စည်းတဲ့အခါမှာကျွန်တော်ပိုးတွေရဲ့11 December လို့ခေါ်တဲ့ပိုးတွေအပတန်တမိုးထားတဲ့ December 17ရက်မှာဖွဲ့စည်းခဲ့တာကခန်းစားငောင်းဟာလူတို့အတွက်ကျွန်တော်တို့ပိုးအမျိုးသားတွေအတွက်ကျွန်တော်တို့လူချင်းနဲ့ဆရာနာရှင်စနစ် ကိုဖျက်သိမ်းပြီးတော့ fair ready democracy ပြည်တော်စုတိဆောက်ရေးအတွက်ကိုတော်လှန်ရေးရှိမှန်းချက်တွေနိုင်ငံရေးရှိမှန်းချက်တွေနဲ့ဖွဲ့စည်းခဲ့တယ်လို့ကျွန်တော်အဲ့လိုမျိုးခံစားမိပါတယ်။ဒါကြောင့်ဒီကနေ့ခံစားကောင်းကိုဖွဲ့စည်းတဲ့ဆန္ဒနည်းပြအခါသမယမှာကျွန်တော်တို့အနေနဲ့လှိုက်လိုက်လေလေဂုံပြုပြောကြားခြင်းတာဖြစ်ပါတယ်။ ိုးလူထုတွေအတွက်ကတည်င်းနဲ့ပတ်သက်လို့ရှိရင်အရန်အားနေတာပေါ့နော်ဒီကြားထဲမှာမှကန်သားငေါအနေနဲ့ပိုးလူထုအတွက်ဒီဗီဒီယိုတွေရှာရှာပါပါတည်ရှိတဲ့အတွက်ကြောင့်ဒီခက်ခက်ကဲကဲကြားနေလောက်နိုင်တာကိုဂုဏ်ယူပါတယ်ချီးကျူးပါတယ်ဒီထက်မကလည်းစူးစမ်းပေးစစ်ချင်ပါတယ်ဒီထက်မကလည်းတည်င်းကန်တာလေးမီဒီယာကန်တာလေး ပို့ပြီးတော့တိုးတက်စေချင်တယ်ပို့ပြီးတော့ပြန့်ပွားစေချင်တာပေါ့နော်လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍကအာအရန်အရေးကြီးတယ်အထူးသဖြင့်ပို့ဒေတာတွေမှာဆိုရင်လည်းဟိုအရန်ရေးကြီးတယ်ပို့ဒေတာမှာအခုဆိုရင်တော့ဟိုတကယ်လွတ်လပ်တဲ့သတင်းမီဒီယာဌာနလို့ပြောရင်ရည်သွဲလို့ရတယ်ပေါ့လေနော်ရည်သွဲရည်သွဲမယ်ဆိုရင်တော့မှရည်သွဲဆရာမရှိတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့လေနော်ဆိုတော့အခုလိုမျိုးခမ်းဆန်းငောင်းရဲ့ဟိုလုတ်ဆောင်ချက်ခမ်းဆန်းငောင်းရဲ့တရှိမှုကဒီပို့ပီတူလူသူအတွက်ကအရန်အရေးကြီးတယ်အရန်လည်း ဟိုအေးပါတယ်ပေါ့လေနော်ဒါကြောင့်မလို့ ဟိုခမ်းဆန်းငါးနေနဲ့လည်းဟာဆက်လက်ပြီးတော့မှဒီဘီတူလူထုရဲ့အတန်တွေတကယ်ဖို့ထုတ်ဖို့အာဒီဟိုတက်ဆိုင်ရာစုဖွဲ့တွေတက်ဆိုင်ရာအာနာပိုင်တွေပဲပြောပြောအာနာရှင်တွေပဲပြောပြောပေါ့လေနော်သူတို့ရဲ့အလုပ်ဆောင်ချက်တွေသူတို့ရဲ့အာဂျူးလွန်မှုတွေကိုလည်းဖော်ထုတ်ဖို့အများကြီးလိုအပ်တယ်ဘီတူတွေရဲ့အတန်ကိုလည်းပို့ပြီးတော့ကြဲကြဲပြန်းပြန်းဖော်ထုတ်နိုင်ဖို့လည်းအရန်ရေးကြီးတယ်ဒီရက်စွေတော့ဒါ7နှစ်တိုင်တိုင်တော့ပြည့်ခဲ့ပြီးနောက်နှစ်ပေါင်းများစွာတိုင်အောင်ပေါ့လေနော်အာမြန်မာနိုင်ငံတနိုင်ငံလုံးပဲပြောပြောပို့ပြီး သူလူထုရဲ့အကျိုးတွေပဲပြောပြောပေါ့လေနော်မီဒီယာရဲ့အခန်းကဏ္ဍကအရန်အရေးကြီးတာဖြစ်တဲ့အတွက်အကြောင်းလို့အများကြီးတည်ပိုးနိုင်ပါစေအောင်မြင်မှုတွေလည်းအများကြီးစခုနိုင်ပါစေလို့ပြောကြားလိုပါတယ်တိုင်းရင်းမီဒီယာပြပတိုင်းရင်းသားတွေရဲ့ဒီဘာသာစကားယဉ်ကျေးမှုရိုးရာတွေကိုမီဒီယာကနေမှသတင်းတာမြင့်တင်ပေးတာကိုလည်းကျမတို့အနေနဲ့အများကြီးကိုဂုဏ်ယူတယ်ဒုတိယအနေနဲ့ဆိုလို့ရှိရင်ကျမတို့ဒီခမ်းစားငေါတီပိုးပီတူလူထုအတွက်အဓိကကိုစုဖွဲ့ထားတဲ့တည်င်းမီဒီယာဖြစ်တဲ့လျောက်ကျမတို့ပိုးမှာဆိုလို့ရှိရင်တကယ်ကိုဒီပိုးပီတူ ူလူထုတွေကဒီလူခေချုပ်ဖောက်မှုပုံစံမျိုးစုံကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။နေပုံများစွာဒီစစ်တပ်မြန်မာစစ်တပ်မြန်မာတပ်မတော်ဂျမ်ဖတ်စစ်တပ်ကနေမှကျူးလွန်တဲ့လူခေချုပ်ဖောက်မှုတွေပြင်တစ်ဖက်မှာကျမတို့ဒီပိုးအမိခံလက်နေကန်အဖွဲ့တွေအစုအဖွဲ့တွေရဲ့ဒီလူခေချုပ်ဖောက်မှုတွေဆိုလို့ရှိရင်လည်းပိုးပြည်သူတွေကခါးစည်းခံနေရတာတွေဖြစ်တယ်။အဲ့တော့တစ်ဖက်မှာပိုးပြည်သူတွေကတကယ်ကိုမျက်စိပိတ်နားပိတ်ဖြစ်အောင်မာရွင်းတဲ့တည်င်ချက်လက်တွေ propagandas ဒီဝါဒဖြန့်ချိမှုတွေကိုဆိုလို့ရှိရင်လည်းတစ်ဖက်ကနေမှတကယ်ကိုအင်အားနဲ့လုံးအရင်နေတော့ ုံးပြီးတော့လုံဆောင်တာကိုကျွန်တော်တို့ကျင်းဆိုင်ကြုံတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးမာရွေးတဲ့တည်င်းတွေအချက်လက်တွေဒီဝါဒဖြန့်ချိမှုတွေကို คําสร้างเงาอันนี้เนี่ยดากองเตอร์เปลี่ยนลงในเด้ดิหาดิกาตะเดนมาดิผิดเด้ดาดิอ่ะตัวตะเดนมังกาได้ตะเดนนี่บ่ฮู้บ่สุดเด้ฮะกูตะไซมามาพอทุ่งในแค่ดาก็เลยจม้ารู้อันนี้เนี่ยอมยาจิโกกงอยู่เด้อมยาจิโกเลซ่าเด้แต่เพิ่นมาสรุปชิงตะแก้กูสิกต้งนี่เด้โปปิตุลูทุดิกาลูกเคชอบพ่อวุ่นเนี่ยปะแตกไปแล้วบ่ดูบ่ติบ่ตะแก้กูอ่าเมเลอคําบ่ว่าหลูမျိုးผิดแค่เด้แมซีเป่งหน้าเป่ผิดแค่เด้สรุปโอดิตาดิมาโปปิตุลูทุดิกาเลยลูกเคชอบพ่อมูดิเนี่ยปะแตกไปแล้วตะแก้กูซูซูยอยๆคันเนี่ยบาเด้สุดเด้ฮะกูคําสร้างเงาอันนี้เนี่ยดามี ဒီယာကနေမှသစဉ်လူခွင့်ရေးချိုးဖောက်မှုတွေကိုလည်းစနစ်တကျဖော်ထုတ်နိုင်တာကိုကျွန်မတို့အနေနဲ့ဒါတကယ်ကိုကုံယူလေးစားပါတယ်ပေါ့နော်။ဒီစနစ်နဲ့တာကာလတော့သွေးမှာဆိုလို့ရှိရင်ကျွန်မတို့ပြည်သူလူထုတွေရဲ့မျက်စိပွင့်နားပွင့်မှုကိုလည်းခမ်းစားငေါကတတော်ကနေယာကနေမှပါဝင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခမ်းစားငေါတည်ရှိခြင်းတည်ပိုးပြည်သူတွေအသက်တင်မကဘဲနဲ့တကယ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီထွန်းကားရေးဒီလူခွင့်ရေးထွန်းကားရေးပြလို့ကျွန်တော်ငင်းချမ်းရေးတရားမျှတမှုရရှိရေးအတွက်ကိုအများကြီးကိုထောက်ပံ့ဖြစ်တယ်ပေါ့နော်။ခမ်းစားငေါ ဆိုတော့ဘိုးတိုင်းသားမီဒီယာအနေနဲ့ဆိုလို့ရှိရင်လေဒီမြန်မာနိုင်ငံရဲ့သတင်းမီဒီယာလောကမှာတစ်ဖွဲ့တည်းနဲ့ယက်တည်နေတာမဟုတ်ဘူးဆိုတာမျိုးလည်းခွန်အားပေးချင်တယ်အထူးသဖြင့်တော့အခြားတိုင်းသားမီဒီယာတွေအခြားဒေသန္တရမီဒီယာတွေနဲ့တနိုင်ငံလုံးလွှမ်းခြုံတဲ့လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေလည်းအများကြီးခံသားကောင်းတဲ့အတူရှိနေပါတယ်ဆိုတာမျိုးလည်းအတိအပြပြောချင်ပါတယ်ခံသားကောင်းအနေနဲ့ကလာမယ့်အနာဂတ်မှာလည်း news set ဘို့ တိုင်းရင်းသားသတင်းထောက်အမျိုးသမီးသတင်းထောက်အမျိုးသားသတင်းထောက်တွေကိုလည်းဆက်လက်ပြီးတော့မွေးထုတ်ပြောထောင်နိုင်ပါစေအများပြည်သူကိုအကျိုးပြုစေတဲ့သတင်းထုတ်လုပ်မှုတွေအခြားတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုလည်းရေးသားဖော်ထုတ်တင်ဆက်နိုင်ပါစေလို့စိတ်ဆန္ဒပြုပါတယ်ခံပန်းကောင်း12နှစ်မှဒီလာမယ့်နှစ်ပေါင်းများစွာအထိ professional ဆန်ဆန်သတင်းမီဒီယာလုပ်ငန်းကိုဆက်လက်ရည်တည်လှုံ့ဆော်နိုင်ပါစေလို့စိတ်ဆန္ဒပြုလိုက်ပါတယ်တစ်ဆက်တည်းမှာ IPCM အနေနဲ့အပြင်ကရင်သတင်းဌာန KIC အနေနဲ့လည်းခမ်းသားငောင်းရဲ့ဆန္ဒနှစ်ပြည့်နှစ်ပတ်လည်နေ့ကို congratulation လို့ပြောချင်ပါတယ်။အခုခမ်းသားငောင်းအနေနဲ့ကလည်းပဲဒီပိုးရီရဲ့တတိယတော်လှန်ရေးကာလအတွင်းမှာပေါ်ပေါက်လာတဲ့ fairway ရေး democracy ရေးသတင်းမီဒီယာလူအခွင့်ရေးစတဲ့ကဏ္ဍပေါင်းစုံမှာပေါ်ထွန်းလာတဲ့ပိုးတော်လှန်ရေးနိုင်ငံရေးအင်အားစုတွေကထဲကနေထင်ရှားတဲ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ် ခန်းစားကောင်းအနေနဲ့ကကျွန်တော်တို့တိုင်းပြည်အတွက်ကောကျွန်တော်တို့ပို့အမျိုးသားတွေအတွက်ကောလူအခွင့်အရေးချိုးဖောက်ခံနေရတာတွေကိုတင်ပြပေးတယ်ကျွန်တော်တို့ပို့အမျိုးသားတွေရဲ့ပြည်သူလူထုရဲ့ဒီကနေ့ဖြစ်ပျက်တင်တဲ့အခြေအနေတွေအချိန်အခါနဲ့တပြေးညီခံစားဒုက္ခရောက်ရင်ရောက်သလိုတင်ပြပေးနေတာကိုလည်းကျွန်တော်တို့အထူးပဲကျွန်တော်တို့ဂုဏ်ပြုချင်ပါတယ်ခံစားကောင်းကိုကျွန်တော်တို့ပို့ရရဲ့တော်လိုင်းမီဒီယာအနေနဲ့လည်းကျွန်တော်တို့လေးလေးနက်နက်ကြအောင်ကျွန်တော်တို့အတိအမှတ်ပြုပါတယ် အဲ့တော့ခန်းစားကောင်းနေနဲ့ခံခဲ့ရတဲ့ဒုက္ခပေါင်းများစွာ ခံပြီးတော့မှဆေယနာရှင်တွေရဲ့အနိုင်ကျင့်မှုတွေနောက်တစ်ခါကျလို့ဒေတာတွေမှာရှိတဲ့လက်နက်ကင်အဖွဲ့စည်းတွေအနိုင်ကျင့်မှုတွေအဲ့ဒီအခက်အခဲမျိုးစုံတွေကြားကနေပြီးတော့မှဂနေတတိယက်တည်ပြီးတော့ကျွန်တော်ပိုးပြည်သူလူထုအတွက်ကောဒတိုင်းပြည်လုံးမှာရှိတဲ့ပြည်တော်စုဒါတွေ့ခြင်းတွေအားလုံးပိုးအရေးတွေကိုသိမြင်ဖို့အတွက်ကိုအထူးကြိုးပမ်းဆောင်ရွက်နေတာတက်ဆွန့်ကြိုးပမ်းဆောင်ရွက်နေတာတွေကို လေးလေးနက်နက်ဂုံပြုပါကြောင်းဒီကနေ့ကြာရောက်တဲ့ဒီဇင်ဘာ17ရက်ခန်းစားကောင်းမီဒီယာကိုထူထောင်ခဲ့တဲ့ဆနစ်နှစ်မြောက်နေ့အခမ်းအနားမှာကျွန်တော်တို့မှတ်မှတ်ရရဂုံပြုပြောကြပါတယ်ခင်ဗျာ နောက်နှစ်ပေါင်းများစွာလဲကမ္စာငောင်းအနေနဲ့တကယ်ပီတူလူထုတွေရဲ့ကြိုးစည်းပွားပီတူလူထုတွေရဲ့အရေးကိုဒီထက်မကဆွမ်းဆောင်နိုင်ပါစေလှုပ်ဆောင်နိုင်ပါစေလို့ဒီနေ့ကြားရောက်တဲ့ဒီ၁၂နှစ်ပြည့်ထိမ့်မမကျွန်တော်တို့အနေနဲ့ကုန်ပြုတ်ပြောကြားလို့ပါ